ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော်မြောက်ပိုင်းဌာနချုပ်ရုံးဆက်ရာဝိုင်းစစ်ပညာသင်တန်းကျောင်းမှာတော့စစ်ပညာကိုလာရောက်လေ့လာကြရတဲ့သင်တန်းသားတွေနဲ့စီကားနေပါတယ်ခွန်စော်ဦးကပြပို့ထားပါခင်ဗျာရောက်တော့ဘတ်ကျွန်တော်ရောက်ရှိနေတဲ့နေရာကရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော်မြောက်ပိုင်းဝဟိုင်းစစ်ဌာနချုပ်ကစစ်တပ်နိုင်ငံအကြောင်းဝင်းအတွင်းမှာဖြစ်ပါတယ်ခင်ဗျာ ပြီးခဲ့တဲ့နှစ်အော်တိုဘာလအတွင်းကအစိုးရတပ်မတော်နဲ့အဆက်စီမြောက်ပိုင်းတပ်တို့တကြောပြန်တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်းဝိုင်းစစ်တပ်နိုင်ငံเจ้าမှာတင်းနန်းသားရင်နဲ့စီကားနေတာပါဒီလာတဲ့လူတွေရဲ့အားများသားဖြင့်ရည်ရွယ်ချက်ကြတော့ကျွန်တော်တို့မြို့ချင်းစိတ်ဓာတ်နဲ့လာအဲလာပြီးတော့အဲ လာပြီးတော့တင်နန်းလာတက်ညမှာပါပြီလို့လဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့စစ်ပွဲတွေရဲ့ဟွာပေါ့စစ်ပွဲစစ်ပွဲတွေရဲ့တက်ရတဲ့အချိန်ကြောင့်ဒီမျိုးချစ်စက်တာတွေပုံပုံမြင့်မြင့်မားလာပြီးတော့ဒီလိုမျိုးတင်နန်းသားတွေတော်တော်များလာပါဗျကျွန်တော်ဒီပြီးခဲ့တဲ့တိတ်မကြခင်ကဖြစ်သွားတဲ့စစ်ပွဲရဲ့ဒါနေခံစားခဲ့ရလို့တရားတွေဒီစစ်တင်တောင်းလေ့လာခြင်းနဲ့အနေနဲ့ကျွန်တော်တို့လာပါတယ် ကျွန်တော်ဒီစစ်ပညာဒေနာနေတမြောက်တော့ရင်ကိုမြေကိုရေကိုတန်ဆာရာကိုတပါပစ္စည်းများကိုကျွန်တော်တို့ထိမ့်သိမ်းပြီးတော့ဆောင်ရှားဖို့တဲ့ကျွန်တော်တို့ရှိမှာတာဝန်ရှိပါတယ်ဆိုတော့ဟိုကိုဒီစိတ်တတ်နဲ့ကိုဒီမှာလာရောက်ပြီးတော့တင်ကြပြီးတော့ကိုရဲ့ရကိုဒေတာပြန်ပြီးမှကျွန်တော်တို့ပြန်ပြီးတော့မှကာကွယ်ရချင်းဖြစ်ပါတယ်အခြေခံစစ်ပညာတင်နှန်းကိုအချင်းနေပေါ်မူတည်ပြီးအချိန်ကာလတတ်မှတ်တာဖြစ်ပါတယ်တင်နှန်းမှာပို့ချတဲ့ဘာသာရက်ကိုတော့တင်နှန်းကျောင်းဆရာကြီးကဒီဗီဗီကိုအခုလိုရှင်းပြပါတယ် ခြေနေပေးတလို့ပေးတလို့ဘောနော်နေစုံတော်လေးစင်ငါရဲ့ပေါ့ဟုတ်ကဲ့ကျွန်တော်ပူချတာတော့နိုင်ငံရေးတွေးခေါ်ခြေခံပေါ့နော်နဲ့ပြီးတော့ဟိုစီကန်းစီမင်းအပေါ်အခြေခံပြီးတော့တင်နေပြီးတော့စစ်ပညာအတိအမြင်နဲ့အခြေခံလို့ပေါ်တင်အပေါ်တင်တော့ဗောနော်နောက်ပြီးတော့စစ်ပစ္စည်းဝတ္ထုတန်ဆာတွေပေါ်အခြေခံပြီးတော့တင်တော့ဟုတ်ကဲ့နည်းစောစောဆိုရင်ကျွန်တော်ပြေးလေးကြည့်မြို့နော်ကြံ့ခံရေး ိုကာရကြံခံရရအောင်လုပ်ပေးတယ်ပြီးတော့9နိုင်ချိန်ကြိုင်းเนาะကျွန်တော်တဘောတရားတင်တန်းတွေတင်ပေးတယ်12နိုင်ထိပေါ့เนาะအာနနေ့လည်းပိုင်းကြတော့เนาะ9နိုင်ကနေ9နိုင်ဆိုပြီးတော့ပြန်စစ်ဟိုစစ်ချိန်ခံဘောတရားတွေပြန်လေ့ကျင့်ပေးတယ်ဗျအခုတင်တန်းမှာရှမ်းပြည်နယ်မြောက်ပိုင်းတွင်ကလာရှိုးကြောက်မဲတိန်းညီမူဆယ်မြို့နယ်တွေအပါအဝင်အခြားမြို့နယ်တွေကပါ စစ်ပညာကိုစိတ်ဝင်စားသူလူဦးရေ800ကျော်တက်ရောက်နေတယ်လို့ကျောင်းဦးကြီးကဆက်လက်ပြောကြားပါတယ်ကျွန်တော်ခွန်စောဦးပါ